မင်္ဂလာပါဒီနေ့မေလာနစန်ခဏရနေ့အဲရုရှားသမလားဘူတင်လောက်ကျင်ခံရတယ်ပေါ့နော်သူပဲမဲတဲ့ရဟယင်ပေါ့ဖော်ပြပါရဟယင်ကိုလောက်ကျင်တယ်ပေါ့ရက်အာရုရှားရဲ့တိုက်ခိုက်ခံရတာကယူကရိန်းရဲ့ပြမအာယူကရိန်းတိမ့်ပိုက်တဲ့နေရာပေါ့ခါစဒေတာပေါ့နော်ရုရှားတွေပြန်လည်ပြီးတိမ့်ပိုက်တယ်အဲ့ဒီဒါကိုရဟယင်နဲ့တွားတယ်ရဟယင်နဲ့တွားတဲ့အချိန်မှာ drone နဲ့အစုအပြုံလိုက်အဲ တိုက်ခိုက်တယ်သို့သော်လည်းရုရှားရဲ့လေကြောင်းကာကွယ်ရေးကနေပြီးတော့ပြရှင်းလိုက်တဲ့အတွက်ကြောင့် Kremlin ဆိုတဲ့ရုရှားအစိုးရကနေပြီးတော့ claim ဆိုတာအခိုင်အမာပြောဆိုတဲ့ Putin survived survive ဆိုတာအသက်မသေဘူးပေါ့ရှင်ကြံရစ်တယ်ပေါ့နော် massive drone attack အဲ့ဒီကနေပြီးတော့ massive ဆိုတာအစုလိုက်ပြုံလိုက်အင်အားကြီးမားတဲ့ drone attack ကနေပြီးတော့မှအဲ့ဒီကနေလွတ်မြောက်လာခဲ့တယ် survive ဖြစ်လာတယ်တဲ့ on his helicopter ကိုတိုက်တာပေါ့နော်ဆိုတော့ attack on ဒီနေရာမှာ on က preposition နဲ့ဆိုတော့ကျွန်တော်ဒီ go လို့ပါသားပြန်မှာ attack on his car လဲ helicopter ကိုအများအများတိုက်ခိုက်မှုကနေပြီးတော့လွတ်မြောက်လာခဲ့တယ် s trunk ကလည်းပြောထားတာရှိတယ်အဲ့ဒါဒီတမရဘူတင်ဟာပေါ့ slams slams ဆိုတာပြင်းပြင်းထန်ထန်ဝေဖန်တာ informal salon ဖြစ်တယ် slams လို့ရတယ်အဲသူ့ဘာပြောလဲဆိုတော့ crazy တဲ့ russian leader တဲ့အဲဒီခေါင်းဆောင်ကယူကြောင်ကြောင်ပေါ့နော်တော်ကြတမျိုးတော်ကြတမျိုးပေါ့ဒါလို့ပြောတာပေါ့ ဒီလိုမျိုးဒီလိုမျိုးပြောဆိုတာပြောဆိုတာပြောဆိုတာအဲ့ဆိုတာပြောဆိုတာဒီလိုပဲအခုလည်းတခါလွမြောက်လာခဲ့တယ်ဆိုတော့ဒီစကားကနည်းနည်းရွဲ့နေလို့ ironically ပြောနေတယ်လို့ပဲเนาะအဲ့လိုခံစားရတယ်ဆိုတော့ဘလို့လဲဆိုတော့ဒီ red you ကြောင့်မူကြောင့်ဆိုပြီး crazy လို့ပြောဆိုထားတယ်လို့ပဲလွမြောက်လာခဲ့တယ်ဆိုတာဒါဘာကိုပြောတာလဲဆိုဆက်လက်ပြီးတော့ကြည့်အောင်အဲ့တော့ရုရှားနဲ့အမေရိကန်တို့ကငြင်းငြင်းမရပင်နဲ့ အမေရိကန်အစိုးရအနေနဲ့ Trump က will sanctions sanction တွေကိုရုရှားပေါ်မှာချမှတ် against Russia ပေါ့ရုရှားပေါ်မှာ sanction တွေပိတ်ဆို့မှုတွေချမှတ်ဖို့ will ဆိုတာ change တွေ့နေတယ် as relationship with Putin Putin နဲ့ relationship connection ရေကဘာဖြစ်လာ source source ဆိုတာဒီနေရာမှာအချိန်မြင့်လာတယ်ဆိုတာအချိန်မြင့်လာတယ်ဆိုတာ tension တွေမြင့်လာတယ်လို့ယူရခြင်းဖြစ်တယ်ပေါ့ဘာဖြစ်လို့ဆိုတော့ sanction ချမယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော် sanction ချရဲဆိုတာ Kyiv ကို Kyiv ဆိုတော့ Ukraine မြို့တော်ကိုအပြင်းထန် drone ၂ရက်ကိုတိုက်တာအစင်း800လီးပါးလောက်တိုက်တယ် missile တွေနဲ့တိုက်ခိုက်တယ်ဒီလိုဒါကြောင့် Putin လှုပ်ကြံခံရတာဖြစ်နိုင်တယ်ဒီနေရာကဆက်ဆက်ပြီးတော့တွေးတဲ့အကြောင်းအရာပေါ့နော် a uh, president express ရပေါ်ပြရ frustration over a new attack on demand ပေါ်ပြရရှိတယ်တိုက်ခိုက်မှုအသစ်ကိုဒေါသထွက်တယ်မကြေမချမ်းနေပြန် Ukraine and slow pace or piece of pace or talks.